တင်ရအောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ပြောချင်တာအခုနောက်ပိုင်းကျတော့ဘာတွေဖြစ်လာလဲဆိုတဲ့အခါကျတော့ဟိုဘုံဘူးလက်တိတဲ့အတိုင်းပါပဲဘုံဘူးတို့လည်းဟိုစစ်မိမှာလည်းတိုက်ပွဲဝင်ပြီးတော့ဟိုဟိုပဲကျွန်တော်တို့နော်စကားစာမှာလည်းတာဝန်ထမ်းဆောင်ခဲ့ပူတာပဲဟုတ်ကဲ့အခုဘာဖြစ်သွားလဲဆိုတော့မြေမှာရှုံးတဲ့ဟာမှန်သမျှကိုဝေရင်ကနေကျွန်တော်တို့ကျွန်တော်ကပြောပြတယ်ဘမ္ဘာကြီးမှာ အပေါင်းခင့်နဲ့အရင်ဆန်ဆုံးကာလပဲလို့ကျွန်တော်အဲ့လိုကိုပြောတာတယ်နော်ဟုတ်တယ်ဟုတ်တယ်ဒီလောက်ဒီလောက်ဆိုးတဲ့ကာလဆိုတာလေဟိုမရှိခဲ့ဘူးသူလို့ပေါ့နော်အဲပြီးလို့ရှိရင်ဘယ်လိုပြောရမလဲဆိုဒီလောက်ထိစစ်ကောင်စီကဒီလောက်ထိအဲသူတို့သူတို့အပေါ်မှာထိုးစစ်အစဉ်ခံရတဲ့အချိန်ကာလဆိုတာလေမရှိခဲ့ဘူးပေါ့နော်မရှိခဲ့ဘူးဟိုဒါဟိုအရင်ဒါအင်းစိန်အစိုးရရဲ့နောက်ပိုင်းပေါ့နော်အဲ့နောက်ပိုင်းမှာလေအင်းစိန်အစိုးရကာလတုန်းက စစ်တပ်မှာတာဝန်ထမ်းဆောင်တဲ့လူတွေဒီချိန်မှာမရှိတော့ဘူးမရှိတော့ဘူးမရှိတော့ဆိုတော့ဒီဒီနောက်ပိုင်းလူတွေကဒီဟာနဲ့ပတ်သက်လို့ဘာမှမကြုံတွေ့ခဲ့ဘူးတဲ့လူတွေဖြစ်တဲ့အတွက်အဲသူတို့ကဒါဒါအဆိုးရွားဆုံးဒါအဆိုးရွားဆုံးဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်ဟိုကိုတကယ်အဲဘယ်လိုပြောရမလဲယာတူးကြီးကြီးတာဝန်ကြီးကြီးတွေကအစစိတ်တက်တွေတော်တော်ပြက်ပြီးတော့မှကိုယ်တိုင်အလံမြူထောင်တာတို့ကိုယ်တိုင်လက်နဲ့ချတာတို့တွေဒါတွေအများကြီးကြုံတွေ့လာတော့ ပြေတော့ခုနပိုင်းမလုပ်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကြားထဲမှာလည်းပေါ့နော်ဟုတ်ကျွန်တော်ပြောချင်တာခုနဟိုဟာစကားလေးကိုပြန်ကောက်ချင်တာပါလဲဆိုတော့ကျွန်တော်တို့ကသာကျွန်တော်ခုနကပြောတယ်အသက်ပေးရတယ်ဘယ်အများကြီးရှိတယ်ဗျာဘုံမွေးဟုတ်တယ်ဟုတ်တယ်ကလေးတွေဟုတ်တယ်နော်ဟုတ်တယ်တနင်္ဂနွေတို့မှာရှိတာဟုတ်တယ်နော်ဟုတ်တယ်ဒါမဲ့ အဲ့ဒါတွေကိုဟောင်းပြပင်းနဲ့ဟိုအဲ့ဒါတွေကိုဗျာသိပ်ပြီးတော့ခုနပြောသလိုရုရှားပြန်လာလိုက်တရုတ်နဲ့တွေ့လိုက်လှုပ်ပြီးတော့ပြောတဲ့စကားတွေအပေါ်မှာနောက်ကနေလိုက်ပြပြီးတော့လှုပ်ကြရတဲ့အခါမှာကျွန်တော်တို့တရှိူသွေးခွဲပြီးတော့ဖြိုခွင်းဖို့ကသူတို့ကဗါလေဒပတ်မန့်ဆိုဘယ်လိုခေါ်မလဲဌာနဆိုင်ရာတစ်ခု အနေနဲ့ကိုစနစ်ကြလောက်သွားဗျဟုတ်တယ်ဟုတ်တယ်အဲ့ဒီဟာက အဲကျွန်တော်လည်းဒါဒီတည်င်းမိုင်းနဲ့ပတ်သက်လို့ဗောနော်တည်င်းမိုင်းနဲ့ပတ်သက်လို့ကျွန်တော်လည်းလိုက်ပြီးလေးလာတယ်လေးလာတဲ့ခါကျတော့ကိုကြီးကဘလို့ဒီကြုံရလဲဆိုတော့ तू ကဒီကျွန်တော်တို့ဘောမ Telegram နေဘာတွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုသူတို့ channel တွေဝင်ထားတယ်ဗောနော်ဝင်ထားပြီးတော့မှသူတို့ရဲ့ရေးသားမှုတွေလိုက်ပြီးတော့မှကြည့်တဲ့အချိန်မှာကျွန်တော်တို့ဘက်က ထိလွယ်ရှာလွယ်ဖြစ်စေတဲ့စကလုံးလေးတွေကို အမြဲတမ်းသူတို့ဘက်ကဟို ရေးပေးတယ်ဗောရေးပေးတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီ အထဲထဲမှာကျွန်တော်တို့ online ဘက်တော်သားတွေလည်းတွားပြီးတော့မှဒီဂရုတဲ့ကိုဝင်ထားတဲ့အဖွဲ့တွေလည်းရှိနေတာပေါ့ရှိနေခါကျတော့သူတို့တွေဖတ်မိလို့ရှိရင်ထင်အောင်ထင်မှဖြစ်စေတဲ့စကလုံးတွေအေးအသားတွေပေါ့နော်ဒါတွေနဲ့အဲဟိုဘယ်လိုပြောမလဲတက်ရှုသွေးခွဲပြီးတော့မှကျွန်တော်တို့ကိုအဲဒီအစိုးရနဲ့ကျွန်တော်တော်လန်တော်လန်အစိုးရနဲ့တော်လန်ပြည်သူလူထုနဲ့တော်လန်ရဲဘော်နဲ့သူကဒီ၃မျိုး၃စားကိုသူကအဲစီစီဒီအမ်မာနဲ့ပေါ့နော်အဲ တမျိုးတစားဒီခွဲကျင်တဲ့အနေအထားမျိုးဒီတို့တွေဒီရေးပိုင်းမှာရေးသားနေတာတွေတွေ့ရတာပေါ့အဲ့တော့ကျွန်တော်ကခုနပြောသလိုဘုံဘုံပြောသလိုပဲလေကျွန်တော်ပြောတာလေအနေနဲ့လေးဟိုဘက်ကနေပြီးတော့ဘာလဲကွာကျွန်တော်ခုစပြောပြီဗျာအန်ယူဂျီကဘာလဲဆိုရင်အဲ့မှာဟိုဘက်ကပြေးလိုက်ပြီလေပြေးလိုက်ပြီဒီဘက်ကကျွန်တော်တို့လူတွေကလည်းဘာလဲအန်ယူကဘာလဲပေါ့မင်းငှက်ပြစ်မယ်ဆိုပြီးတော့ဗမာလဲအဲ့ပဆန်တို့ဘာလို့ဖြစ်ကုန်啊 ဒါတွေကကျွန်တော်ပြောပါဟိုဘက်ကဒပတ်မီတစ်ခုဌာနဆိုင်တစ်ခုနဲ့ကိုစနစ်ကြကိုရုရှားနဲ့တရုတ်ရဲ့နီးနာတိုင်းလုပ်ထားပဲဗျာဟုတ်တယ်ဟုတ်တယ်ဒါတွေကရှေ့မှလည်းဂျုံခဲ့ပြီးသွားပြီကိုရှေ့မှဂျုံခဲ့ပြီးသွားပြီဆိုတာကအဲရှေ့မှဒီပင်လုံစာချုပ်တို့ဘာလို့ဆိုလို့ရှိရင်လည်းအဲဒီဒီကိစ္စတွေပဲပေါ့နော်ဒီလိုမျိုးတွေဖြစ်အောင်လို့ဆိုတော့ဘယ်သူမှမပါဘူးလေအဲဘယ်သူမှမပါဘူးလားအဲ့လိုအဲ့လိုဘာလို့မပါတာလဲ အဲ့လိုပေါ့အဲ့ဒီဟာတွေဖြစ်အောင်လို့အဓိကကကျွန်တော် တို့ဒေါ်လာရေးတက်တက်ဖွဲ့တွေကောဒေါ်လာပြည်သူလူထုကောကဒါဟိုစိတ်ထိခိုက်နေတဲ့အကြောင်းရှင်းရည်အများကြီးရှိတယ်ပေါ့နော်ရှိတဲ့အချိန်မှာဒီလိုမျိုးကျွန်တော်တို့တောတမကြီးဒါအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်မှုတွေကြုံလာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအဓိကရန်သူကိုပဲအပြစ်မြင်ရမှာပေါ့နော်အဓိကရန်သူကိုအပြစ်မြင်ရမယ်ပြီးတော့အဓိကရန်သူက တက်ရှုသွေးခွဲလာတဲ့စကလုံးတွေကိုကျွန်တော်တို့အနေနဲ့ဘလို့မှမယုံသိဘူးဆိုတဲ့ဟာပေါ့နော်သူတို့ကတော့အမျိုးမျိုးရအောင်တက်ရှုသွေးခွဲมาပဲသူတို့ Facebook account တွေအတူတွေဟို Fan account တွေဖွင့်มาပဲဖွင့်ပြီးတော့မှဒါမေစုပုံတင်ထားတာတို့လက်သုံးချောင်းပုံလေးတင်ထားပြီးတော့မှကျွန်တော်တို့ဒီ online အင်အားစုတွေရဲ့ဟို friend တွေ like add တယ် like add ပြီးတော့သူတို့စီကနေတက်ခုတက်ရှုသွေးတက်ရှုသွေးခွဲတဲ့စကလုံးတွေရေးသားတယ်ပေါ့နော်ရေးသားပြီးတော့မဟာဒီလိုဖြစ်တယ်ဟာ ဘယ်မှာလဲငှက်ကင်ကဘလို့ဖြစ်တယ်ဒီလိုဖြစ်ဒီဟာတွေကကျွန်တော်တို့ရဲ့အဓိက main point မဟုတ်ပါဘူးပေါ့နော်ဒါကိုဝမ်ဖြစ်ပဲနဲ့ဒီဟာတွေကသူ့အတူအစိုးရဆိုတာတော်လန်အစိုးရဆိုတာလေသူလုံးရမယ့်အလုပ်တွေသူ့အတူအဲစင်တစိုက်လုံးနေတဲ့အပြင်ကိုဟိုလိုအပ်တဲ့အကြောင်းရှင်းရာတွေလည်းတို့မှာထည့်သွင်းစဉ်းစားရတဲ့ဟာတွေအများကြီးရှိတာပေါ့နော်အဲ့တော့အောက်ခြေမြေပြင် EAO နဲ့ဒီ PDF တပ်ဖွဲ့တွေကလည်းညီညီညွတ်ညွတ်ဒီနေ့ဒီချိန်မှာအရင်တော့ကျွန်တော်တို့တွေ တစုတစည်းနဲ့မတိုက်ဖဲနဲ့အာ तू ကလည်း तू တိုက်တိုက်နိုင်တဲ့စခန်းလေးရဲစခန်းလေးတော့ပြစ်လိုက်ဟိုကလည်းဟိုလိုလေးတော့လုတ်လိုက်နဲ့နောက်ဆုံးမှကျွန်တော်တို့ကတပ်ပေါင်းစုကြီးတပ်ပေါင်းစုကြီးနဲ့အခုလက်ရှိတိုက်လာတဲ့ဟာကကျွန်တော်တို့ဒီချင်းဘက်မှာတိုက်တာဆိုလို့ရှိရင်တကယ်အဲတပ်ပေါင်းစုတွေတွေ့လာရတယ်ဟိုဒီဟိုဘက်မှာရခိုင်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအိုရှစ်ပင်ဟိုဘက်ကကျွန်တော်ညောင်ချိုးဟုတ်ကဲ့ဟုတ်ညောင်ချိုးတို့ဘာလို့ဆိုလို့ရှိရင်လည်းတကယ်တပ်ပေါင်းစုနဲ့ ဲတိုက်နေတဲ့ဟာတွေတွေ့ရတဲ့ခါကျတော့ကျွန်တော်တို့ရဲ့စီလုံးညင်ညွတ်မှုကိုတို့ကဖြုတ်ခွဲခြင်းနဲ့ဖြုတ်ခွဲခြင်းနဲ့အတွက်ကျွန်တော်တို့တက်ရှုတွေးခွဲတဲ့စကလုံးတွေတော့မျိုးမျိုးတုံးနေကြမှာပဲအဲ့တော့ကျွန်တော်တို့တော်လန်ပြည်သူလူထုရဲ့တော်တော်လန်ရေးအစိုးရရဲ့ကျွန်တော်တို့ဒီဟိုတကယ်ထဲထဲဝင်တကယ်အလုံးလုံးနေတဲ့ပေးဆက်ပြီးအလုံးလုံးနေတဲ့စစ်တီတွေရဲဘော်တွေရဲမေတွေဒါတွေကတော့ကျွန်တော်တို့ဒီစကားတွေကိုမယုံမဲနဲ့ကိုယ့်အကိုတစည်းတစ်လုံးနဲ့တပ်ပေါင်းသူဖြစ်အောင်တိုက်နိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ အကောင်းဆုံးကျွန်တော်ညှော်မှန်းထားတဲ့ညှော်လင့်ချက်တွေကတော့မကြခင်ရရှိမယ်လို့တော့ကျွန်တော်အနေနဲ့မြင်တာပေါ့ဗျဟုတ်ပါတယ်ဘုံဘုံကျွန်တော်ကအဲ့ဒါပဲလေကုဒပါမေးတယ်လို့ဆိုကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့သူတို့ခုနကျွန်တော်ပြောသလိုပဲစနစ်ကြပါဗျာအုပ်စုဖွဲ့ပြီးတော့တိုက်ထားပေါ့တိုက်တဲ့အခါကျတော့ထားပါတော့ဗျာအဲ့ဒီစကားတွေလေအဲ့လိုစကားလုံးတွေကျွန်တော်မသုံးကြည့်ဘူးဗျဘောမာတို့ဘာလို့ညာလို့လော်ဘီတို့လော်ဘီကတော့သုံးလို့ရသေးတယ်ဟုတ်ဘောမာကျတော့မသုံးကြည့်ပါဘူးဟုတ်အဲ့ဒါလူတွေဘယ်လိုတော့ကဲကြည့် အဘင်းရသို့ PDF တွေက PDF ကောနော်အ PDF တွေကနေရာလေးတစ်ခုရတဲ့အခါကျတော့ gate ဖွင့်ပြီးတော့သူတို့ကအဲ့နေရာကိုအုပ်စည်းလိုက်ပြီးပေါ့ဒါပေမဲ့တကယ်တကယ်ကျတော့ဘုံမှုတဲ့တည့်ရတိုင်းပဲနော်အဲ့လိုလုပ်လို့မရဘူးလေမလုပ်လည်းမလုပ်ကြပါဘူးမလုပ်လည်းမလုပ်ကြပါဘူးဒါပေမဲ့တချို့နေရာတွေတော့ရှိမှာပေါ့ဗျာတော့တောင်ဝင်းမှာတောက်တော့ တခုတော့ရှိပြတောင်ပိုင်းတို့မြောက်ပိုင်းတို့မှာ तू က तू သူ့ရဲ့ဘာလဲကျွန်တော်ပြောကာလန်ဒီတန်အက်ကတန်လို့ပြောရမှာဖြစ်တယ်တဲ့ဒေတန်သရိက အရတော့သူ့ဟာသူတော့သူတော့သူတောင်ဝင်ယူရတာရှိတာပေါ့နော်ဟုတ်တယ်ဒါဟုတ်သွားပြီးတော့အဲ့ဒါလေးတခုတည်းကိုဆွဲထုတ်လိုက်ပြီးတော့ကျွန်တော်တို့တတ်ရှူတာပဲလေဟုတ်ကျွန်တော်တို့အဲ့ဒါကိုသတိထားရမှာပဲဟုတ်ပြီးတော့ကျွန်တော်တို့ဒီဘက်အွန်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော် live လွှင့်ပြီးတော့မှအဲ စကားပြောဆိုတာတွေရှိရဲအခုလိုမျိုးကျွန်တော်တို့အစီအစဉ်တွေတင်ဆက်တာတွေရှိတယ်ပေါ့နော်ရှိတဲ့ဟာတွေမှာတို့ကအစားအဆုံးကို ပြန်ပြီးတော့မှ copy မယူဘဲနဲ့ဘာလို့လဲဆိုတော့ဒီအထဲကနေပြီးတော့ကျွန်တော်တို့အထဲထဲကနေပြီးတော့အခုကျွန်တော်တို့ညီကိုနှစ်ယောက်ပြောနေတဲ့အထဲထဲကနေပြီးတော့မှထိလွယ်ရှလွယ်တဲ့စကားလုံးတော်လိုင်းရင်ကိုတွေးခွဲတင်မဲ့စကားလုံးမျိုးတွေ့လို့ရှိရင်အဲ့ဒီနေရာလေးကိုဆွဲထုတ်ဆွဲထုတ်ရတာကပ်လုံးလိုက်ပြီးတော့မှ तू ကတို့တော့ဒီလိုပြောနေတယ်ဆိုတဲ့ဟာကို ပြန်ပြီးတော့မှကျွန်တော်တို့တော်လန်ပြည်သူလူထုကိုပြန်ပြီးတော့တက်ရှူသွေးခွဲတဲ့အနေအထားမျိုးတွေရှိနေတယ်ပေါ့ဒီဟာကိုလည်းသွားယုံလို့မရအဲ့တော့ဒီစကားကဘယ်ရလာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီဗီဒီယိုဖိုင်ရဲ့မူရင်းကိုအစဆုံးကိုသွားပြီးတော့နားထောင်သင့်တယ်ကျွန်တော်တို့စီးရင်ပတ်သက်လို့ဘုံမို့သိတယ်မပြောနဲ့ဟုတ်ဘာလို့ကျွန်တော်စစ်တိုက်လာဗျဟုတ်တယ် ဟုတ်တယ်မလားကျွန်တော်တို့အားပဲပေးရမယ်တောင်းခံရမယ်ကိုပါလို့ပြောရမယ်လူတို့ကကျွန်တော်တို့နောက်မှာရှိတဲ့အတွက်ကျွန်တော်တို့ကစစ်ဆက်ပြီးတိုက်ရမယ်ဒါပဲပြောရမယ်ဘယ်နေ့တော့ဘယ်နေရာတိုက်မယ်ဘယ်နေ့ကျတော့ဘယ်ဟိုဟာလို့မဆွေးဟာလေးမလုပ်ပါနဲ့ဟုတ်ဒါကျွန်တော်တော့အဲ့ဒါမျိုးကျွန်တော်ပရိုဂရမ်ကျွန်တော်အဟာမှာကျွန်တော်ဘရော့မပြောဘူးဟုတ်ဘာလို့ဒါစီးရေးဗျစီးရေးဆိုတာလောက်ဝဗျဟုတ်ဟုတ်လားဘုံဘုံဟုတ် တော့ तू อ่ะဟိုဘောဒီစာစစ်ပတ်စာရေးသားနီးမှာသူ့ရဲ့ဒီစာစာရဲ့စာရွက်ရဲ့ထိတ်မှာ तू อ่ะဒီလုံုံမှုအဆင့်တန်းလေးတက်ရတာပေါ့လုံုံမှုအဆင့်တန်းတက်ရတယ်ရိုးရိုးလာကန့်တက်လာရိုးရိုးရိုးဆိုတာတော့ဘသူဖတ်ဖတ်ရတယ်ကန့်တက်ဆိုတာတော့ तू ကန့်တက်ထားတဲ့လူဒီလူဒီလူတွေပဲဖတ်တင်ဖတ်လိုက်တယ်ဆိုတဲ့ဟာဒါကတော့ကန့်တက်ပေါ့ကန့်တက်ပြီးမှလျှို့ဝက်လျှို့ဝက်ဆိုတာကတော့လဝနှစ်ပေါ့လဝနှစ်ဆိုလို့ရှိရင်ဒါက ဒီလောက်ကနှစ်ကစနစ်တကျထိန်းသိမ်းရမယ်ရန်သူလက်တွဲမကြောက်စရာဘူးဒါသူ့မှာသူ့ရဲ့ဟွာတွေအများကြီးပေါ့အင်္ဂါရက်တွေအများကြီးရှိတယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့လျှို့ဝဲရဲ့အထက်မှာကျွန်တော်ထိတ်တန်းလျှို့ဝဲပေါ့ထိတ်တန်းလျှို့ဝဲကြတော့လောက်ဝတစ်ဖြစ်သွားတယ်လောက်ဝတစ်ကဘာလဲဆိုတော့ तू ကဟိုကျွန်တော်စကားပုံလေးနဲ့ပြောရရင်အဲစစ်မှုရေးရာကိစ္စတေးလဲအဲဟိုမာတာပိတာ မိဘကိုထားမရတော့မှမပြောနိုင်တဲ့စစ်မှုရေးရာနဲ့ပတ်သက်ရင်ကိစ္စတေးတေးလေးဖြစ်ပါစေပေါ့နော်မိမိဘ ဆိုတာမရတချင်အောင်နဲ့အဲ့တဲ့မရဖို့တော့မှ तू ကပြောမပြတင်ဘူးဆိုတော့ဟာလေးရှိတယ်ဟောဒါလောက်ဝတက်ဖြစ်သွားပြီပေါ့ထိတ်တန်းလေးဝဲဖြစ်သွားတဲ့အတွက်အကိုကြီးပြောလို့ပဲဒါတွေကကျွန်တော်တို့စီရေးရာမှာဆင်ញင်ရမယ့်အရာတွေအများကြီးပါတယ်ဆိုတော့ဒါတော်လန်ပြည်သူလူထုရောကျွန်တဲ့ကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေကအဲဒါလေးတွေကိုတတိချက်စစ်ကြီးနာပေါ့ဟိုမတိမဟုတ်တိကြပါတယ်ဒါပေမဲ့တတိမချက်မိတာလေးဖြစ်ပါလေဟိုကျွန်တော်တို့ကတတိမမူဂုမမြင်ဆိုတာမျိုးဖြစ်မှာဆိုလို့ကျွန်တော်တို့ကလည်းဆရာလို့တော်လည်းမဟုတ်ပါဘူး ဒါပေမဲ့ဒီနေ့အချိန်မှာတော့ဒေါ်လာရဲ့အရေးကြီးလာပြီအဲနောက်တစ်ခုကဟိုသူများတွေပြောသလိုကျွန်တော်နိုင်နေပြီဘာလို့ကျွန်တော်မပြောပါဘူးဒါပေမဲ့ကျွန်တော်တို့ဒါကိုတော့ကျွန်တော်အနိုင်တတ်ရမယ်ဖြစ်တဲ့အတွက်ခုနကပြောသလိုဟိုမသိစေချင်တာဟုတ်သိရမလို့ပါလားနောက်ဆုံး ဘုဂုံချင်းဘယ်မှာရှိတယ်ဆိုတော့မပြောပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဟုတ်ဘာလို့တော့ဘုဂုံချင်းရှိတယ်ဆိုကိုလာကျဲတာဘူးဗျာနော်ဆိုတော့အဲ့ဒါလေးတွေလေကျွန်တော်ကတော့ဒီနေ့ဘုံမှုတင်လဲအောင်နဲ့ဘုံမှုဆိုလို့ချင်းဒါဟိုစီရန်လောက်လာပြီးတော့ကျွန်တော်တို့တော်လိုင်းကိုပါလာတယ်ဘုံမှုပါဒီနေ့ထိကျွန်တော်တို့ကမှပဲအစင်ဆိုင်ရှိပြီးတော့ကျန်တဲ့ရဲဘော်ရဲဘက်အကြက်တသားများလဲသူ့ရဲ့ စီယုံမှုနဲ့ပဲကျွန်တော်တို့ဒေါ်လာရေးတွေကိုပါလာတာပါဘုံမှုတင်လောင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကဒီနေ့တော့အဲ့ဒါလေးပြောခြင်းနဲ့ကျွန်တော်တို့သတိချက်ကြပါ